အသက်ဆက်ဆက်အီရန်စစ်ဦးစီးချုပ်အတွက်ကိုအစ္စရေးကထပ်မံလုံခြံတပ်ဖြတ်လိုက်လို့အီရန်တို့တော်တော်တာဟာထိုးနှက်မှုတစ်ခုဖြစ်သွားတယ်ဆိုရမှာပါအီရန်ကောင်းဆောင်ကြီးကမ္ပဏီရဲ့အကြီးဆုံးလူလည်းဖြစ်တယ်အစ္စရေးရဲ့ပထမတိုက်ခိုက်မှုဖြစ်တီလီယန်မြို့ကုန်းတက်ရမှာတည်ဆုံးခဲ့တဲ့စစ်ဦးစီးချုပ်နေရာမှာအစားဝင်တာရပ်ပိုင်းတာရှိတယ်အီရန်စစ်ဦးစီးချုပ်အတွက်အလီရှာမာနီကိုထပ်မံရှင်းလင်းနိုင်ပြီလို့အစ္စရေးကထုတ်ပြန်ပါတယ် ထုတ်ပြန်ချက်မှာအီရန်နိုင်ငံတွင်စစ်ဝင်နေရယူထားပြီးတဲ့အထူးထောက်လှမ်းတက်တရအားချင်းပြတ်ပတ်တွေ့ရှိခြင်းခြေနေရအစ္စရေးလေကြောင်းကုကဲမှုဌာနတို့နဲ့ပူးပေါင်းပြီးအလီရှာမာနီတရှိရနေရကိုအတိအကျတရှိလို့ဖိုက်တာဂျက်လီအင်းနေနဲ့ပြစ်ခတ်ရှင်းနေကြတာပါအစ္စရေးလရိုင်းဇင်လိုင်းယောစစ်စင်ရဲ့ပထမဆုံးရက်ကတော့အီရန်ကိုတိုက်ခိုက်ခဲ့မှုပါအဲဒီမှာစစ်ဝစီချုပ်အလန်အာလီယာရှစ်သေဆုံးခဲ့ပြီးတော့အလီခမနီယာ ီရှမ်မာနီကိုလက်နက်ကင်တကွက်အရေးပေါ်ဌာနချုပ်နဲ့အစ္စရေးတော်လှန်ရေးစောင့်တဲ့ IRGC တို့ရဲ့အမြင့်ဆုံးစစ်မှုစစ်ချုပ်ရာတို့ခန့်အပ်ခံရပါတယ်။အစ္စရေးတပ်ခိုက်မှုဟာအီရန်ထူးစစ်ကောင်စုံကိုရပိုင်းတွင်ရှင်းလင်းနိုင်ခဲ့ရမှာ IRGC တက်ချုပ်ဟူစိန်ဆလာမီစစ်မှုစစ်ချုပ်မိုဟာမက်ဘာဂရီ IRGC စစ်ထောက်လှမ်းရေးအကြီးကဲမိုဟာမက်ကာဇီမီပါဝင်တခြားစစ်ကောင်စုံတွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေပါတည်ဆုံခဲ့ရပါတယ်။ ခုမဲ့အစောပိုင်းကလည်းအီရန်ဆိုရမီဒီယာသတင်းအေဂျင်စီကတိဟီရန်မျိုးတွင်အစ္စရေးလေကြောင်းတိုက်ခိုက်မှုနဲ့ဒပြိုင်နက်ကာဗွန်ကွဲမှုကြောင့်နျူကလ িয়ার သိပ္ပံပညာရှင်များစွာတေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အစ္စရေးဝန်ကြီးချုပ်ဗဂျမနီဒါညာဟုကတော့အီရန်ဒီပတိဂျီခါမီနီကိုရှင်းပြခြင်းကသာပဋိပက္ခအဆုံးသတ်ရန်ရောက်နေမယ်လို့ပြောပါတယ်။အီရန်နိုင်ငံဒီပတိကောင်းဆောင်ကြီးအလီခါမီနီကိုတက်ဖြတ်လိုက်ခြင်းဟာအစ္စရေးနဲ့အီရန်နိုင်ငံကြားပဋိပက္ခကိုအရှိန်မြှင့်လာမှာထက် စပွဲဆုံးသမတ်နီးလန်းရဲ့ယုံကြည်ကြောင်းအစည်းအဝေးကြီးဦးနေတာညာဟုက ABC သတင်းဌာနနဲ့အင်တာဗျူးမှာပြောပါတယ်။အစ္စရေးကငင်းချင်းရေးဆွေးနွေးပွဲတွေလုပ်ခဲ့ပြီးတော့အခွင့်အရေးတွေပေးပြီးပြီ။ကျွန်တော်တို့သိခံခဲ့ပြီးပြီ။တမရထွန့်လိုချင်တဲ့ရလဒ်ကိုစေစစ်ညှိနှိုင်းမှုတက်နိုင်သမျှလုပ်ခဲ့ပေမဲ့ဒီလမ်းကြောင်းမှာအမေရိကန်နဲ့ညှိနှိုင်းနေချိန်မှာအီရန်ထိပ်တန်းကောင်းဆောင်ကမ်ပဏီကအစ္စရေးကိုတေဖို့ပဲနေတိုင်းလို့လို့သူဆန္ဒရှိနေတယ်။ဆွေးနွေးပွဲတွေကလည်းအပေါ်ယံမဲလို့အစ္စရေးကပြောပါလေ။ဒါကြောင့်ကမ်ပဏီတေမှသာဖြစ်မယ်လို့ပြောပါလေ။ ။မကြာသေးမီရက်တွေအတွင်းကအစ္စရေးရဲ့ကာမီနီယိုတပ်ဖြတ်မှုစီစဉ်ကိုအမေရိကန်ကပယ်ချခဲ့ပါတယ်။အီရန်ထိပ်တန်းကောင်းဆောင်ကိုပြစ်မှတ်ထားရှိမဲ့အစ္စရေးရဲ့အစီအစဉ်ကိုအမေရိကန်ကပယ်ချတာဟာပဋိပက္ခတွေတိုးလာမှာမဟုတ်ပဲအဆုံးသတ်သွားမှာလို့ထေချာပြန်ဖြေကြားခဲ့တာဖြစ်ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဂျမီနီတာညာဟုဟာဇွန်16ရက်နေ့ကသတင်းစာရှင်းပွဲတစ်ခုမှာလည်းအစ္စရေးဟာအီရန်ရဲ့နျူကလ িয়ার ချင်းချောင်းမှုကိုဖယ်ရှားဖို့လိုအပ်ကြောင်းပြောပြီးတော့ ဤရဟစိစက်ညနိုင်ကိုပြန်ပြန်သွားဖို့ကြိုးပမ်းနေတဲ့ဆွေတဲ့တွေကိုလည်းအံ့ဩမနေတော့ဘူးဆိုပါလေ။ဣသရေလအရင်တုန်းကလည်းတဏမန်ရေးရလှုပ်ဆောင်နေပေမဲ့ဒီအရန်ကသူ့ကိုစန့်ကျင်နေတယ်ဆိုတာမြင်တွေ့ခဲ့ရကြောင်းဒေတာညာဟုတ်ကပြောပါလေ။ဤရနိုင်ငံမှာရုံးမြင့်တန်းကြားဌာနချုပ်ကိုဣသရေလတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးမေးမြန်းရမှာဒေတာညာဟုတ်ကဤရန်ပြည်သူတွေဟာဒီရက်ဆက်ကြံ့ကြုတ်တဲ့အစိုးရစီကနေလွတ်မြောက်ဖို့ကြိုးပမ်းနေတာပါ။ကျွန်တော်တို့ကလည်းတအားကူညီနေတာပါလို့ဆိုပါလေ။ လောလောဆယ်မှာအစ်ဇွေးနဲ့ယူရကြတဲ့မှာတင်းမာမှုတွေဟာဇက်တိုက်ဆိုသလိုဆက်ဖြစ်နေတာပဲဖြစ်ပါတယ်